အဲ့တော့သမထဆိုတဲ့အလုပ်ကတော့ပြည့်ကျန်အာယုတစ်ခုပေါ်မှာစိတ်ကလေးငြိမ်အောင်ချိုးစားအထောက်တာဒါသမထသမထအလုပ်လုပ်ပြီးဆိုလို့ရှိရင်စိတ်ကလေးငြိမ်သွားတယ်။ဘာလို့ငြိမ်သွားတာလဲလို့မေးလို့ရှိရင်စိတ်ငြိမ်သွားတယ်လို့ဆိုတဲ့အခါမှာအခုလူတွေလေးစိတ်မငြိမ်မသက်ဖြစ်နေတဲ့ပုဂ္ဂိုလ်စိတ်ငြိမ်စေဆိုပြီးတော့တိုက်ကြတယ်မဟုတ်လား။ အဲ့ဒီစိတ်ငြိမ်စေနဲ့တော့မတူဘူးအဲ့ဒီစိတ်ငြိမ်စေကထိုင်ပိုင်ပြီးတော့အိတ်ချက်သွားတာမျိုးဖြစ်လိုက်တယ်နော်ဒါကြောင့်စိတ်ငြိမ်ငယ်ဆိုတာနဲ့တူတူပဲလို့အောင်မိတ်ဒီနေရာမှာသမထဆိုတာစိတ်ငြိမ်သွားတယ်ဆိုတာဘာပြောတာလဲဆိုစိတ်ထဲမှာအာယုံခံစားချက်နဲ့လောဘအတွေးတွေစန္ဒတွေငြိမ်သွားတယ် အာယုနဲ့ဘယ်လိုတွေ့တွေ့ထိုအာယုပေါ်မှာခံစားလို့တဲ့စိတ်ဆန္ဒလောဘအတွေးတွေငြိမ်သွားတယ်။မခြင်းမနှက်ဖြစ်နေတဲ့ဖြာပါဒဒေါသအတွေးတွေငြိမ်သွားတယ်။ဌိနမိတ်္တလို့ဆိုရဲစိတ်အားပြော့ကျပြီးတော့ဟောထိုင်မှိုင်အချင်းလာတဲ့ဟာတွေပျောက်သွားတယ်။ဥဒိစ္စဂုဂုစလို့ဆိုရဲစိတ်တွေလေလွင့်ပြီးတော့ပူပန်နေတာတွေမဖြစ်တော့ဘူး။မြစ်စိကိစ္စလို့ခေါ်တဲ့ ကိုလုံးနေတဲ့လုပ်ငန်းပေါ်မှာသူလုံးသူလုံးတွေးတောယုံမှနေတယ်ဆိုတဲ့တမာဝတရားမဖြစ်တော့ဘူးအဲ့ဒီနိဝရဏတရားလို့ခေါ်တဲ့စိတ်ရဲ့အဟံတားတွေကုသိုလ်တရားတွေမဖြစ်အောင်ဟန္တာဆုပ်ပိတ်ထတဲ့ဒီတမာဝတရားတွေကိုငြိမ့်ပြလိုက်တာငြိမ့်သွားတာအဲ့ဒါကိုစိတ်ငြိမ့်တယ်လို့ပြောတာเนาะ ။နောကီကလူတွေပြောတဲ့စိတ်ငြိမ်စေမဟုတ်ဘူးဒီဟာကစိတ်ထဲမှာလောဘအတွေ့ဒေါသအတွေ့ဒါတွေမရှိတော့တာကိုပြောတာ။အဲ့ဒီနိဗ္ဗာန်တရားတွေကစိတ်ကိုအများကြီးဒုက္ခပေးတယ်။အလုံးကောကိုစဉ်းစားကြည့်နေတဲ့ဆရာအာယုန်တစ်ခုဖြစ်လာပြီဆိုလို့ရှိရင်စိတ်ဟာငြိမ်သက်ဖို့မရှိ emotion လို့ခေါ် ဒေါသဖြစ်စရာအာရုံရှိရင်လည်းဒေါသဖြစ်လာလဲဆိုရင်စိတ်ကငြိမ်သက်မှုရှိ emotion နဲ့အဲ့ဒီခါတည်းကစိတ်အားတွေကပျော့ကျသွားပြီးတော့ဘာမှလုပ်ချင်ကြင်ကြဲစိတ်မရှိတော့ဘဲနဲ့လူဟာထိုင်းပိုင်းလာပြီးတော့ဆုံးအိတ်သွားဒါလည်းစိတ်ရဲ့အခြေအကျတစ်ခုပဲအဲ့ဒီခါတည်းကကျတော့စိတ်ဟာစူးစီးလို့မရဘူးပြန်လွဲ့နေဘယ်လိုလွဲ့လာတော့ဆိုလို့ရှိရင် ပြာပုံထဲမှာခဲကလေးချလိုက်တဲ့အခါပြာလေးတွေပေါ်လွတ်တယ်မလားဟုတ်လားအဲ့လိုပြာပုံထဲမှာခဲလေးကြတော့ပြာတွေလွင့်တက်လာတယ်လို့စိတ်တွေဟာလွင့်ပြန်နေတာတခါတလေလူတွေပြောတယ်ငါစိတ်တွေစူးစီးလို့မရဘူးဘယ်ဟာမှအာယုံကဆိုင်လို့မရဘူးစိတ်တွေတွေလွင့်နေတယ်အဲ့ဒီဥဒ္ဒစ္စဆိုတဲ့ဘောတရားတွေဟာစိတ်ရဲ့အညစ်အကြေးပဲကုက္ကုဆဆိုတာကတော့ regret လို့ခေါ် remorse လို့လည်းခေါ်တယ်ကိုလောက်ခဲ့မိတဲ့အပြစ်ရှိတဲ့အလုပ်တစ်ခုအတွက်ပူပန်သောကရောက်တယ်မလုံမိတဲ့လုံတဲ့လုံထိုင်ရတဲ့တဲ့မလုံမိလို့အကျိုးဆုံးရှုံးသွားတဲ့ပုံမှာလည်းပဲပူကံပူပန်သောကရောက်တစုံတစ်ခုကျိုးပန်းအားထုတ်ရတဲ့တဲ့အောင်မြင်မှုမရဘူးဆိုလို့ရှိရင်ပူပန်သောကရောက်တယ် အဲ့ဒီစိတ်ရဲ့ပူပန်သောကံမှုဆိုရယ်ကုတ်ကုတ်ဆာစိတ်ရဲ့အငြိကြီးတစ်ခုပဲ။အော်ဝိသကိစ္စဆုံးဖြတ်ချက်မချနိုင်ဘူးသို့လို့သို့လို့တွေးတော့ယုံမှားနေဒါလည်းစိတ်ရဲ့အငြိကြီး။အဲ့ဒီစိတ်ရဲ့အငြိကြီးတွေကိုဘယ်သူနဲ့ရှင်းပြလိုက်တာတော့ဆိုတမာတိစွမ်းအားနဲ့ရှင်းပြလိုက်တာတဲ့။အဲ့ဒါတပ္ပထစိတ်ညိမ့်သွားတယ်လို့ပြောတာနော်။ အဲ့လိုမျိုးပဲနဲ့တခြားနည်းနဲ့စိတ်ငြိမ်တာတွေကတော့မမှန်ဘူးပေါ့အဲ့တော့စိတ်အနေနဲ့ကလန်းဆန်းတက်ကြွနေရစိတ်ကလန်းနေရမယ်သို့သော်ဒါတွေမဖြစ်ဘူးလို့ဆိုလို့နော်ဒါတွေကိုនិဝရဏတရားလို့ခေါ်တယ်ဘာကြောင့်និဝရဏတရားလို့ခေါ်တယ်လဲလို့ဆိုလို့ရှိရင်និဝရဏရဲ့အဓိပ္ပာယ်ကစုပ်ပိတ်ခြင်း block ဖြစ်ခြင်း အရက်ထဲမှာမိုးရတဲ့အခါမှာရေမြောင်းတွေပိတ်နေလို့ရှိရင်ရေတွေရှန်ထွက်တယ်ပေါ့လားရေစည်းတွေပိတ်သွားအဲ့ဒါလို့ကုသိုလ်စီစီဝင်မလာနိုင်အောင်ကိုယ်စိတ်ထဲမှာကုသိုလ်စိတ်တွေဝင်မလာနိုင်အောင်ဆုပိတ်ထားတဲ့အဆုအပိတ်တွေအဲ့ဒီအဆုအပိတ်တွေလူတွေရဲ့အသိပညာကိုအားပြော့သိသိသွားစေတတ်တယ်ဒါကြောင့်မြတ်စွာဘုရားကတောင်းထားတဲ့စကားလုံးလေးတစ်ခုက ပညာယဒုပ္ပလီကရဏေပညာယဒုပ္ပလီကရဏဆိုတာအသိဉာဏ်နဲ့အာမဲ့သွားအောင်ပညာတွေစွမ်းအားမရှိအောင်ပြောကြတော့လုံးပြနိုင်တယ်လို့ပြောတယ်ဒီသဘာဝတရား